မင်္ဂလာပါတားတို့သမီးတို့ရေ Story Walk ကနေကြိုဆိုလိုက်တယ်နော်ဒီနေ့တားတို့သမီးတို့ကိုပုံမြင်ပြောဖို့အလဲကြတဲ့သူကတီတီခိုင်ပဲဖြစ်တယ်နော်တီတီခိုင်ကတားတို့သမီးတို့ကိုငတူဝင်နဲ့ယုံကလေးဆိုတဲ့ပုံမြင်လေးကိုပြပြပေးသွားမှာဖြစ်တယ်နော်တခါတုန်းကတောအိုကြီးတို့ကအယံကိုမာနာကြီးတဲ့ငတွေဝေးဆိုတဲ့ချင်းနေကြီးတကောင်ရှိတယ်တဲ့ ဲ့ဒီချင်းကြီးကိုမတွေ့ဝေလို့ဘာလို့ခေါ်ရလဲဆိုလို့ရှိရင်သူကလေစဉ်းစားဉာဏ်မရှိဘူးမိုင်မဲတယ်ပြောစကားကိုနားမထောင်လို့မတွေ့ဝေလို့ခေါ်ရပေါ့ကွယ်အဲ့ဒီငတွေ့ဝေရဆိုရင်သတော်ငယ်လေးတွေကိုမြင်ရင်မတက်မပြတ်ပဲမနေနိုင်ဘူးတဲ့အငဲတန်းဖန်းစီပြီးတော့တက်ဖြတ်နေတာပေါ့တယ်ကွယ်အဲ့ဒီတော့တတော်တဲ့အတူတူနေကြတဲ့တတော်ငယ်လေးတွေကမပြောကြတော့ဘူးပေါ့ သူတို့ခမညာသွားလဲကြောက်ရတယ်စားလဲကြောက်ရတယ်အိတ်လဲကြောက်ရတယ်ရင်တထိတ်ထိတ်နဲ့စိတ်ညစ်နေကြတော့တာပေါ့ဒီလိုနဲ့တနေ့ကြတော့သမင်းတရေခြေငယ်ဆိုင်ဆက်ဖို့ပဒက်အဆရှိတဲ့တရဝငယ်လေးတွေကမျက်နှာငယ်လေးတွေနဲ့ခေါင်းငိုက်စိုက်ချပြီးတော့ တော်သုံးတော်ရဲ့အရှင်သခင်ဖြစ်တဲ့မတွေ့ဝေးလို့ခေါ်တဲ့ချင်းတင်မင်းရဲ့ရှိတော်ကိုဝင်ပြီးရှ िख ိုးတောင်းပန်ကြရတော့တာပေါ်တယ်ကွယ်။အဲ့လိုရှ िख ိုးတောင်းပန်ပြီးဘာရီပြောကြတာလဲဆိုလို့ရှိရင်အရှင်ချင်းတင်မင်းခင်ဗျာအတနာကင်းမဲ့ပြီးအတိတ်ပင်မရှိတဲ့တပ်ဖြတ်မှုတွေကိုရှောင်ချင်တော်မူပါတွေ့တိုင်းမြင်တိုင်းဖန်းစီတက်ပြက်နေတယ်ဆိုရင်ကျွန်တော်တို့တောသားတလိမ့်ဆန်လေးတွေပျက်စီးပြုံးပြီးပါလိမ့်မယ်ခင်ဗျာ ရှင်ကျင်သည်မင်းလဲစားစရာမရှိလို့အတိဒုက္ခရောက်ပါလိမ့်မယ်အကယ်၍အရှင်ကျင်သည်မင်းကကျွန်တော်တို့ပြောတာကိုသဘောတူတယ်ဆိုရင်ကျွန်တော်မျိုးတို့ကတနေ့လင်းသားကောင်တစ်မျိုးစီ အရှင်ကျင်သည်မင်းပွဲတော်တည်းစားတော့ဖို့စက်တာပါမယ်လို့ဂတိပြုလိုက်ရတော့တာပေါ့အဲ့ဒီစကားကိုကြားတော့ငတွေ့ဝေးဆိုတဲ့ရှင်သည်မင်းကြီးကစဉ်းစားပြီးတော့ပြန်ပြောလိုက်တဲ့အေး မင်းတို့လျှောက်ထားတာကောင်းသားပဲဒါပေမဲ့မြင်းမြဲမှတ်ထားနော်အချိန်မီငါပွဲတော်တည်ဖို့ရောက်မလာရင်မင်းတို့အားလုံးကိုစားပစ်မှာနော်မှတ်ထားနော်ဆိုပြီးတော့ကြုံဝလိုက်တာပေါ့ကွယ်အဲ့ဒီအခါတရိစံလေးတွေကကောင်းပါပြီအရှင်ချင်းတင်မင်းလို့ဂရီပေးပြီးစိတ်အေးချမ်းသာစွာနဲ့ထွက်ခွာသွားကြတဲ့ အဲ့လိုဂရီပေးပြီးတဲ့နောက်မှာအရင်ကလိုသွားတထိတ်တိစားတထိတ်တိအဲ့တထိတ်တိမဖြစ်တော့ဘူးတဲ့ကွယ်နေတိုင်းနေတိုင်းနေမွန်းကြီးမင်းတက်လာပြီဆိုရင်တလိဆန်တမျိုးမျိုးကအလှေကြတဲ့အကောင်ကိုရွေးပြီးငတွေဝေစားဖို့လှုပ်ပြလိုက်ကြတဲ့တနေ့ကျတော့ခြင်းဒီအစားခံဖို့အလှေဟာယုံလေးတစ်ခေါင်ပေါ်မှာကြောက်ရွံ့လာပါတော့တဲ့ဒီတော့ဒေါ်တော်ဝါကြီးတွေက ကဲယုံကလေးအလဲကြတယ်။ချင်းနေကြီးစီကိုသွားပြီတော့လို့ဝမ်းနေစွာနဲ့နှုတ်ဆက်ကြတယ်။ဒါပေမဲ့ယုံလေးကတော့စိတ်မပြတ်ပါဘူးလေကွယ်။ဘာဖြစ်လို့လဲဆိုရင်သူကညံရှိရဲ့တရဝါတကောင်ဖြစ်နေလို့ပါပဲလေကွယ်။အဲ့တော့သူကြံရင်ဘယ်တရဝါခံနိုင်မှာလဲလို့ဆိုပြီးသူ့ကိုယ်သူလည်းယုံကြည်မှုရှိတဲ့ အဲ့ဒါနဲ့လမ်းမှာအကြံထုတ်ရင်တဖြည်းဖြည်းနဲ့ခုံဆွခုံဆွသွားလိုက်တာ အတော်ကိုမွန်းတဲ့သွားပြီးမှချင်းနေကြီးစီကိုရောက်သွားတော့တာတဲ့ချင်းနေကြီးငတွေဝေရလဲစာလောင်မွတ်သိမ့်နေတဲ့အခါကျတော့အင်မတန်စိတ်ဆိုးနေလာပေါ့အချိန်လုံးမှဒီယုံရောက်လာတယ်ပေါ့တလေးဆန်နေကစကားလဲမတည်ဘူးပေါ့နည်းပြန်ကြရင်တောတော်ဝါးတွေအားလုံးကိုငါဖန်းစားပြစ်မယ်လို့ကြုံဝါလိုက်တော့တာပေါ့ အဲ့ဒီလိုအမြဲတမ်းနောက်ကျမှရောက်လာမယ်ဆိုလို့ရှိရင်တတော်ရီအားလုံးကိုစားပစ်မယ်လို့ကြုံဝါနေတော့မယ်ရှိသေးတယ်တဲ့။ယုံငယ်လေးကခကြုံကြုံလေးအဲ့ဒီချင်းလေးရဲ့ရှေ့တော်မှာဝေရောက်ခစားလိုက်တဲ့။ချင်းလေးက "तू ကစားလောင်နေတော့မှာယုံငယ်လေးကသူ့ရဲ့တလုတ်စားမြမရှိတော့ပိုပြီးဒေါပွားတော့တာပေါ့"အဲ့ဒါနဲ့"ဟဲငပိတ်တာအကောင်ကငရရတဲ့အချင်းနောက်ကျလိုက်သေးတယ်" အဲ့ဒီအပြင်ကြောင့်မြင့်ကိုလည်းငါတတ်မယ်မနဲ့ပြင်ကြရင်တောတရဝအားလုံးကိုလည်းငါစားမယ်လို့ငတွေဝေကစူလိုက်တဲ့။အဲ့ဒီအခါယုံကလေးကရှ िख ိုးတောင်းမှန်ပြီးတော့အရှင်ချင်းတွေမြင့်ခမညာကျွန်တော်နောက်ကြရတာဟာကျွန်တော်အပြစ်မဟုတ်ပါဘူး။ကျွန်တော်မိတ်ဆွေတောတရဝရဲ့အပြစ်လည်းမဟုတ်ပါဘူးခမညာ။ကျွန်တော်အရှင်းစီကိုအချင်းမီအောင်ပြေးလာတဲ့လမ်းခရီးမှာချင်းတွေတကောင်နဲ့တွေ့လို့ရနာခဲ့ရပါတယ်ခမညာ။ သူက သူ့ပိုင်တဲ့တောတွေကသတော်ဝါတွေဟာသူ့ကြုံမဲဆိုပြီးကျွန်တော်ကို ဖမ်းမယ်စီးမယ်လို့ပါရဲ့ခင်ဗျာကျွန်တော်ကငတွေဝီအမိရှိတဲ့ချင်းသေးကြီးစီကိုတွားပြီးအကြောင်းကြားပြရစီအောင်နောက်မှ ပြန်လာခဲ့ပြရစီလို့တောင်းမန်တော့မှလွှတ်လိုက်ပါတယ်လို့ပြောတော့တာပေါ့အဲ့ဒီအချိန်မှာငတွေဝီဆိုတဲ့ချင်းသေးကြီးကအော်ငါမှာ ပြိုင်မဲ့ရန်သူရှင်နေတကောင်ရှိသေးတယ်လို့ကြားသွားတော့အခါမှာပိုပြီးဒေါသဖြစ်တော့တာပေါ့အဲဒီအခါမှာငကြွေဝီးဆိုတဲ့ရှင်နေမီးကကဲကြကြစောင့်မနေနဲ့အဲ့ဒီရှင်သေးရှိတဲ့ညီအားကိုငါ့ကိုခေါ်သွားစမ်းငါ့ရဲ့တက်တီပြရသေးတာပေါ့ဆိုပြီးတော့ငကြွေဝီးကပြောလိုက်တဲ့ အဲ့ဒီအခါမှာယုံကလေးကရေရင်းကြီးတစ်ခုစီကိုခေါ်သွားပြီးအရှင်ချင်းနေမင်းကျွန်တော်ကိုဖမ်းမယ်လို့တဲ့ချင်းနေကြီးကဟောဒီတွင်းထဲမှာနေပါတယ်လို့ပြောတော့ငတွေဝေကရေရင်းထိတ်ကနေပြီးငုံကြည့်တော့တာပေါ့ရေပြင်မှာသူ့အရေးသူမြင်တော့အချားချင်းနေထင်းပြီးဟောက်လိုက်တာလှိုင်းနံပါပြီးတတော်လုံးဟိမ့်သွားတာပဲတဲ့ အုံနောက်မရှိတဲ့ချင်းသေးမင်းရဆိုရင်သူ့ကိုယ်သူတွင်းနေကချင်းသေးမှတ်ပြီးဒေါသတကြီးနဲ့တွင်းနေကိုခုံချလိုက်တာရင်နစ်ပြီးငတွေဝေကတည်သွားပါလျောတဲ့ကွယ်အဲ့ဒီငတွေဝေဆိုတဲ့ချင်းသေးမင်းကြီးတည်သွားတာသိကြတော့မှယုံကလေးရလဲအချင်းလေးတကြောကြောအော်ဆိုပြီးသူ့ရဲ့နေရက်ကိုပြန်သွားတော့တာပေါ့ဒေါသတော်ဝါလေးတွေလည်းချမ်းသာရရကြတော့တာပေါ့တဲ့ကွယ် ကဲဒီဒီခိုင်ပြောချင်တဲ့ပုံမြင်လေးကတော့ဒီနေရာမှာနေပြီးသွားပါပြီနော်။ဒါတို့သမီးတို့လည်းငွေဝေနဲ့ယုံကလေးကိုနမူနာယူပြီးတော့အရာရာကိုညံရှိရှိနဲ့ဖြတ်တန်းသွားနိုင်ကြတဲ့ကလေးငယ်လေးတွေဖြစ်ကြပါစေလို့ဒီဒီခိုင်ကဆန္ဒပြုလိုက်ပါတယ်နော်။